တို့เนี่ยဟိုခင်မရင်းမိသားပေါ့လေတော့စိတ်မကောင်းပါဘူးခင်ဗျာနမိသားစုเนี่ยဟိုထတ်တူဝင်နေရပါလေနော်သူရဲ့တရှင်တွေရော Check up in my ောင်းဘုံကောင်းလည်းရောက်ပါစေကောင်းသောဘုံကောင်းသောဘုံကောင်းလည်းရောက်ရောက်ပါပါတယောက်တစ်ယောက်ဆက်ဟိုဆက်အလုံးလုံးဖို့ရှိတယ်သူလည်းတည်တယ်ကျွန်တော်လည်းတည်တယ်ဆက်အလုံးလုံးဖို့ရှိတယ်ရောက်တဲ့ဒီလိုတည်နေကြတော့ကျွန်တော်ဗျာဘလို့ကြီးဖြစ်သွားလဲမသိဘူးအဲ့ညလို့ကျွန်တော်ဟိုစိတ်ရရကြတော့နော်ဘာလို့ကျွန်တော်တို့ကဒါတူတူနေခဲ့တာဟိုစိတ်သဘောထားပြည့်ကိုယ်ညီတယောက်လိုပဲစိတ်ပေါ်လည်းအရန်ပြည့်စကိုလည်း तू အမြဲတမ်း တော့ကျွန်တော်ကလည်းသူ့အတွက်ဘာကိုတဲ့အများကြီးသက်กว่าပါတယ်ကျွန်တော်လည်းဆိုသူတော်တော်ကြည်ဒါပေမဲ့ကျွန်တော်ကသူ့အကိုတကယ်အကိုငါအကိုငါကိုကြီးကိုမောင်ကိုမောင်ကျွန်တော်ကိုမောင်ပါဇက်တယ်ကမချောက်သူ့ဆိုအများနဲ့စတာလဲကျွန်တော်စတယ်သူ့စတယ်သူကလည်းကျွန်တော်စတယ်စိတ်မဆိုးဘူးဘလို့လည်းမသိဘူးအရာကိုသဘောထားကောင်းတယ်ဗောဒီလိုကြီးကြားလိုက်တော့ကျွန်တော်စိတ်ထဲမှာတော်တော်မကောင်းဘောเนาะဘာပြောလေဟိုဟိုဗောနော်ကျွန်တော်ဟိုဝမ်းနေတာဗောနော် ဒီမနေ့ကတော့မှကျွန်တော်လမ်းထဲမှာပြောခဲ့သေးတယ်။ဒီချင်းသူမထွက်ခင်မှာဒီချင်းကိုကျွန်တော်ပထမဆုံးဒီတုခွေလေးနှစ်ပုတ်ပေါ့နော်ယူကကျွန်တော်လမ်းထဲမှာလက်ဖိတ်ဆိုင်မှာဇေယျဆိုလည်းလက်ဖိတ်ဆိုင်လေးမှာကျွန်တော်အမြဲတမ်းတော့ဖွင့်ပြီးမထွက်သေးဘူး။အဲ့မှာအေးလဲတန်းဆိုတော့ဘာလူဆုံနေတယ်။အဲ့မှာဖွင့်ပြီးတော့အဲ့ဆိုင်ကအရန်ကြိုက်သွားသူချင်းတစ်ချက်လုံးဖွင့်လာတစ်ချက်လုံးဖွင့်ပြီးတော့အဲ့ဒီဘန်ခွဲတီကိုနှစ်ခွင့်နေတဲ့ချင်းကအာကျွန်တော်တော့ဒီဒီနေ့မှတ်မှတ်ရရ ဟိုဟိုညီညီတယောက်နဲ့လမ်းထဲကညီတယောက်နဲ့ပြောခဲ့တာငါကွာလို့ဆုံးတယ်ဒီနေ့တော့တပ်ပူအောင်ဟောကွာလို့ငါအတုခွေလေးကိုယူပြီးတော့ငါဂျေယာဆိုတဲ့လေရန်လည်းဖိတ်ရည်ပါငါတောက်ဖွင့်ခဲ့ရနေ့တိုင်းဖွင့်ခဲ့တဲ့ဟာလေးကိုတတိရလဲဆိုပြီးပြောခဲ့ပါသေးတယ်ကိုဗီလီဆုံးနေဆိုတဲ့တတင်းကိုဟိုအဆူတော့ရိုးရဲရလှမ်းပြောတာကိုမင်းလည်းအဲ့လိုကြားတယ်တဲ့ဟာဟုတ်လားခန့်နေလို့ငါဟိုကိုဗီလီညီနဲ့ငါလည်းရင်းနေတယ်လို့လှမ်းပြီးဖိုးစံပေးလိုက်မယ် အာကိုဗစ်ညာဒေါက်တာမြင့်လို့နေဘုံနဲ့ခင်းတယ်အဲဒေါက်တာမြင့်လို့ဖုန်းလဲဆက်တော့သုံးမိလားလို့မမေးရဘူးအကိုလို့နေကောင်းလားဘာညာနဲ့ဥစ္စာကိုကိုဗီလီရောလို့နေထိုင်ကောင်းတယ်မလားလို့ပြီးတော့ကိုဦးတဲ့ဘုံမှန်းနဲ့သုံးသွားပြီအာကိုလည်းလုံးဝ shop ကြပါသေးတယ်ဘယ်လိုမှမထင်ပါဘူးလေအကိုနဲ့သူနေကဖုန်း contact ရှိတယ်လူနဲ့လည်းတွေ့တယ်အစောပိုင်းမှာလည်းကိုရဲ့သူရဲ့မရက်ဆာရဲ့အုံအောင်ဆုံးကြသေးတယ်မရက်ဆာမဆုံးခင်မှာ ရူစကိုင်းဟိုတယ်မှာအေးရူစကိုင်းဟိုတယ်မှာစုံသေးတယ်သူနှစ်ယောက်တော့သွားရေကိုကျန်သေးတယ်နင်အမ်လုံးဝစိတ်မကောင်းလေအရင်အရင်နေ့ကကိုပလီနေ့ကကိုကပွဲကြီးအတူတူဆိုဖြစ်တာလေအကိုကကိုရင်နေ့ကပွဲကြီးစီစဉ်တာဟုတ်စင်းတော့အကိုပွဲကြီးအားလုံးကကိုပလီခေါ်လာကိုပလီခေါ်တယ်မာရဆာခေါ်တယ်အမ်မွေးပေါ့တော့ကနေထိုင်မကောင်းလို့ဆုံးသွားလေဆိုတော့နည်းနည်းစိတ်ထဲဖြည့်လို့ရသေးတာပေါ့ ဟိုဟိုမာကြီးလို့ဆိုရင်ဒါနင်ပကောင်းဖြစ်နေတော့ကြာပြီလေစီးရီလေကုနေပြုတ်နေမာကြီးကစီးကူးရဲ့တန်လိုင်းကိုသူကဟိုဖြစ်တာလေဒါကသူကအိတ်နေနဲ့ဟိုတွားတာလေဘလို့မဟုတ်ထင်စရာမရှိဘူးအရန်ဝမ်းနေပကောင်းလာကိုပီဒီတော့ကတော့အထူးတည်းဆူတောင်းပေးကြမလို့သူကအရန်အေးအေးချမ်းနေတယ်ဒေါသလည်းမရှိဘူးတက်မလားဒေါသမရှိဘူးအစမပြေတဲ့ဟိုအစမပြေတဲ့ဥစ္စာတွေကသူမရှိဘူးကိုတို့ဖီးရဲမှာ ဘူးမကြောက်ဘူးအားလုံးနဲ့သူချစ်ချစ်ခင်ခင်ရင်းနေနေတော့သူကအသေးချာပဲလေကောင်းတဲ့နေရာတစ်ခုကိုသွားမှာလေသူနဲ့ကဒီဘောနော်ကိုဗစ်ကာလနောက်ပိုင်းညမှာတော်တော်များလေမန္တလေးခင်တာဘောနော်သူအိမ်ခေါ်ရတခါမိုးချိုရင်ခြေနေမကောင်းမပြန်နဲ့ငါလည်းပဲအိတ်အဲ့လိုမျိုးပေါ့သူခမ်းပါပဲအိတ်ပေါ့အဲ့လိုမျိုးသူကတော့အကြီးဆိုသူ့ကိုပေါ်မှာတက်တခါလေးကျအတူတူအိတ်ကြပေါ့လို့ကိုသူစီးပွားလုပ်တဲ့မဆလာလုပ်ငန်းတွေမှာဒီဇိုင်းတွေလေ ီဒီယိုဆိုရင်လည်းဗီဒီယိုလည်းကျွန်တော် edit လုပ်ပေးတာပေါ့အဲ့ဒီမှာခင်သွားတာကျွန်တော်အစောတော်တယောက်နေနဲ့ခင်တာတဲ့သူ့ကို edit တယောက်နေနဲ့ပဲအဲ့လိုမျိုးပို့ပြီးတော့ပေါင်းပြစ်တာပေါ့ဟုတ်ကိုယ်လည်းမေးပြောလေးကွန်ပျူတာအရင်ပြန်တဲ့ဒါကဟုတ်တယ်ပေါ့နော်ဟုတ်တယ်ဒီချိန်လေးမေးပြောလေးရှိတယ်ဒါလေးပြန်ပြီးပါကွန်ပျူတာကြောဆို तू ကတင်းနေတာဗျာတကယ်တော့ तू तू လှုပ်ရှားနေရအလုပ်ရမတင်သင့်တော့ဘူးကျွန်တော်ပြောတယ်အခုမတင်သင့်တော့ဘူးတခြားမှာအန်ဆိုင်မဟုတ်သူကလည်းလှုပ်ရှင်တာအဲ့တော့အနည်းဆုံး တို့ဘောလူတို့ရှင်းတင်ပေးလူရှင်းတင်ပေးဆိုတော့၁၀ချက်ဆိုရလာသူအဲ့လိုမျိုးကျွန်တော်လူတို့ရှင်းဆိုလည်းဗီဒီယိုအက်ဒစ်ပေါ့ပရိုရှော့ပေါ့နော်ပရိုရှော့ဆိုလည်းလူတို့ရှင်းတင်ပေးပါဆိုလင်းမောင်ချိန်တာရယ်ခရော့ရယ်စာရိုက်စာရိုက်စာရိုက်တဲ့ဒီဇိုင်းရယ်အဲ့လိုမျိုးတင်ရတော့သူကပြောရတော့မမှတ်နိုင်တော့တကယ်တော့လေမမှတ်နိုင်တော့ဆိုအချားလုပ်တယ်ရမ်းများတော့မမှတ်နိုင်တော့မမှတ်နိုင်တော့ဗီဒီယိုရီကော့တွေဖမ်းထားရိုက်ထားပြီးရင်ဖုန်းဆက်ပြီးလမ်းမေးဘယ်အချိန်သူကအချိန်မတော်ကြီးလဲမေးတာပဲဒီအဲ့ဒီလားအဲ့ရ ။ဒါပြတော့သူကဘာကောင်းဘာကောင်းလဲစိတ်ထားကောင်းလဲ။ကျွန်တော်ကအချိန်ပေးလိုက်ရလို့ကျွန်တော်မနေ့ကမနေ့ကနေ့တော့မလုပ်ဘူးနော်။အညီရမင်းမလည်းမကြသူရှိရဲဆိုပြီးတော့အမြဲတမ်းပြီးတယ်ပေါ့နော်ကိုရှိစတူဒီယိုမှာကျွန်တော်ကတချင်းသွင်းဖို့ရောက်ရောက်ခဲ့ရပါတော့နော်ဒါ2000လောက်ကပေါ့ရောက်ခဲ့တဲ့အချိန်မှာကိုမောင်တို့ကလည်းအဲ့မှာအမြဲအခွေလာလာသွင်းတယ်အမြဲတမ်းဝင်ထွက်တော့ကိုမတ်တို့ကိုမောင်တို့နဲ့အမြဲဆုံပြစ်ခဲ့တယ်ပေါ့နော်ပြီးတော့အိုက်တက်ပို့ပြီးတော့ရင်းနှီးလာတဲ့အချိန်မှာဒါကိုမောင်ကိုမောင်တို့အတွက်တချင်းနေရေးပြစ်ပြစ်ခဲ့ အဲ့ဒါခုနှစ်အပြည့်ဆိုပဲဒီပိုင်းတော့ပြ2000 2000တက်ပေါ့2000တက်ပေါ့ကျွန်တော်ကပေါ့နော်ဒီတက်ကြီးရထား album ကတော့ဒါအရင်ဆုံးကွဲဥတွေခြိုက်တဲ့ album ပေါ့နောက်နေမွေအချက်ကတော့ပူနားထောင်ဖြစ်တယ်။ဘာဆိုနေမွေအချက်တဲမှာကျတော့အဲ့လိုတချင်းလေးတွေကပူချူလာတယ်ပေါ့နော်။အဲအဲ့ album ကလည်းတချို့တချင်းတွေမှာဟိုဒတိယနေရချင်းစာသားလေးဆိုအဲ့ဒတိယနေရတချင်းကအဲ့တချင်းဆိုအရင်နားထောင်ရင်လေဘာလို့လွမ်းလို့လမ်းမမသိဘူး။အဲ့တချင်းလေးတစ်ခုပါနောက်တစ်ပြီးနေမွေအချက်ဆိုတဲ့တချင်းကလည်းအရင်ကိုဟိုလွမ်းစရာလေးအဲ့တော့ ျွန်တော်အရင်ကြိုက်တဲ့ album နှစ်ခုပေါ့။သူကတချင်းနေပိုင်းမဟုတ်ပါဘူး။သူကအပြင်မှာလည်းနေအဲစီးပွားရေးအဲလုပ်ငန်းရှင်တယောက်လည်းဖြစ်တယ်ပြီးတော့အရာရာပေါ့နော်။ဒါပြီးတော့ကိုမီကိုမီဒီယားလီဒါဆိုမှဆိုလည်းတအားအကြီးဆုံးလေ။သူ့ရဲ့အညီကိုမောင်မားတွေကိုလည်းသူဟိုဘယ်လိုပြောရမလဲ။အုပ်ချုပ်တာလည်းအရင်ကတော့တော်တယ်ပေါ့နော်။အရင်အရာရာ6နှစ်ခုစီပညာရရပါတယ်။ဘာလို့လဲဆိုသူကလည်းသင်ပေးပါတယ်။ကိုရိုးဒါဂီတာလောကအဲတုန်းကအခုမှမဟုတ်မိသေးဘူး။အလုပ်ပညာလောကရရောက်လို့ရှိရင်ဆောင်ရွက်ဆောင်ရွက်လေးတွေအများကြီးတင်ကြပြီ။အဲစိတ်စိတ်မကောင်းဘူးเนาะကျွန်တော်တွေမို့ကျွန်တော်တို့ဒါကျွန်တော်တို့ဆိုလဲ 40ကျော်နေဆိုတော့အွယ်တန်းတစ်ခုရောက်လာကြပြီဒါကျွန်တော်တို့အားလုံးလို့ပြအမြဲတတိရှိရမှာပေါ့နော်ကျန်းမာရေးနဲ့ဘယ်ဘယ်လိုပဲဖြစ်ဖြစ်တတိရှိရမယ်ပေါ့ဘာလို့လဲဆိုတော့ထင်ထားတဲ့ကိစ္စတွေကအခါကျဖြစ်ဖြစ်သွားတာပေါ့နော်အခုလည်းကိုမောင်ဆိုအရန်ကို view site တက်ပြီးကျန်းမာရေး view site လည်းလူကျန်းလည်းကျန်းမာတယ်ဒါပေမဲ့ဒီလိုမျိုးမှာရုပ်ရက်ဖြစ်သွားတဲ့အတွက်ကြောင့်စိတ်မကောင်းဘူး